ချင်း United အသင်ကိုဂိုးပြတ်ဂိုးမိုးရွာပြီးတော့လက်ရှိအချိန်ဝေဖန်နေတဲ့အသံတွေကိုခိတခဏပိတ်သွားစေခဲ့တဲ့ရန်ကုန် United အသင်ရဲ့နှီးပြချုပ်ဦးကျော်ဒွန်းအကြောင်းပြောပြပေးသွားခြင်းပါတယ်။ဦးကျော်ဒွန်းကတော့လက်ရှိအချိန်မှာရန်ကုန် United အသင်ရဲ့အချို့ပြိုင်သက်တွေရဲ့ဝေဖန်သံတွေကိုခိတခဏခံစားနေရတဲ့နှီးပြတစ်ဦးပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ဝေဖန်ရတာလဲဆိုတာကတော့ပြီးခဲ့တဲ့ရာသီမှာနီးပြဥကြော်တွင်းရဲ့ရလက်တွေဟာအနေငယ်ဆိုးဝါးခဲ့တဲ့ဘက်မှာပါပါတယ်ပြီးတော့မဟာပြိုင်ဘက်ရှမ်းယူနိုက်တက်အသင်ကိုဖလားပေးခဲ့ရပြီးတော့ရှမ်းယူနိုက်တက်အသင်ကရှုံးမရှိဆိုတဲ့ရလက်နဲ့ရန်ကုန်ယူနိုက်တက်အသင်ကိုဒုတိယနေရာကနေနောက်ကောက်အကောင်းဆုံးချနိုင်ခဲ့အောင်လှုပ်ခဲနိုင်လို့ဖြစ်ပါတယ်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ချိုးပရိသတ်တွေကနီးပြဥကြော်တွင်းရန်ကုန်ယူနိုက်တက်အသင်ရဲ့နီးပြနေရာနဲ့လုံးဝမလိုက်ဖက်ပါဘူး ဒါကြောင့်အမြန်ဆုံးတာဝန်ရှိသူတွေအနေနဲ့အသေးမှာတကယ်နေရာကြနိုင်မဲ့တကယ်ကိုဥဆောင်နိုင်မဲ့နီးပြတဲ့ဦးထမှန်ကန့်နိုင်မှုသူတို့ကြိုးစားတင်ပါတယ်။ဒါကြောင့်အကောင်းဆုံးမြင်ကွင်းဖြောင်းပြည်သက်တွေစိတ်တိုင်းကြတဲ့ရလမျိုးရရှိအောင်ပေါ်ဆောင်နိုင်တဲ့နီးပြတဲ့ဦးအမြန်ဆုံးရှာဖွေစေချင်တယ်လို့ချိုးပြည်သက်တွေကဝေဖန်ထောက်ပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးကြတော့ပြီးခဲ့တဲ့ကချင်ရိုင်းတဲ့ဒိန်းနဲ့ပွဲစဉ်မတိုင်မီမှာနီးပြချုပ်ဦးကျော်တုံးကအခုလိုမျိုးပြောပြခဲ့တာပါ ဝိပန်တန်းလေးကိုကျွန်တော်ကြားသိရပါတယ်ပြိသက်တွေကတော့သူတို့လူချင်းနဲ့ရလမျိုးရရှိခဲ့မယ်ဒါမှမဟုတ်ဒီလိုမျိုးဖြစ်တဲ့အကြောင်းအရာတွေကိုသူတို့တွေလုံးဝသိမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့လက်ရှိချိန်မှာကျွန်တော်ဟာရန်ကုန် United ရဲ့အသင်းရဲ့တရားဝင်နှိပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ပြီးတော့ပြီးခဲ့တဲ့နေသားကမှကျွန်တော်တို့စာချုပ်ချုပ်ခဲ့တယ်။ဒါဟာပြည်သက်တွေတည်ရှိပြီးသားဖြစ်မှာပါ။ဒါကြောင့်ကျွန်တော်ရဲ့အသင်းကျွန်တော်ရဲ့အသားမတွေနဲ့အကောင်းဆုံးမြင်ဝင်ရရှိအောင်ပြည်သက်တွေလိုချင်နေတဲ့ရလမျိုးရရှိအောင်စွမ်းဆောင်ပေးသွားမှာပါ။ ဒါကြောင့်လာမယ့်ကချင် United နဲ့ပွဲဒီမှာကျွန်တော်တို့ရဲ့အကောင်းဆုံးကစားကွက်နဲ့ဘလို့စားပြမယ်ဆိုတာကိုပြည်သက်တွေကိုချပြသွားမယ်ဆိုပြီးတော့ဂရီပေးခဲ့တာဖြစ်ပါလေပြီးခဲ့တဲ့ပွဲစဉ်ကချင် United နဲ့ ပွဲစဉ်မှာတော့ရန်ကုန် United အသင်းရဲ့နီးပါးချုပ်ဦးကျော်တွန်းအကောင်းဆုံးပုံစံနဲ့ပွဲထွက်ကစားလာခဲ့ပြီးတော့အသားမောင်းတွေကိုစိတ်တိုင်းကြရွေးချယ်ပွဲထုတ်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာတော့အသားမောင်းတွေရဲ့စူးစူးစီစီကစားတဲ့ကစားကွက်နဲ့အကောင်းဆုံးမြင်ကွင်းတရက်နဲ့ပဲကချင် United အသင်းကိုတော့ခုနကကိုမရှိဆိုတဲ့ရလနဲ့ကိုမိုးရွာနိုင်ခဲ့ပြီးတော့ဝေဖန်တဲ့နေကိုခိတခဏပိတ်သွားစေခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဆုံးသွားချိန်မှာလေနောက်ထပ်ပွဲစဉ်တွေအတွက်ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်သွားမှာပါဝေဖန်နေတဲ့ပြိသက်ကြီးကိုလေဒီနေ့ကစားကွက်ထက်ကောင်းမွန်တဲ့ဈာတဲ့ပုံစံကိုထပ်မံပြသချင်ပါသေးတယ်ဒါကြောင့်ကျွန်တော်တို့ကိုဆက်လက်အားပေးပါအောင်ဆိုပြီးတော့အသားအရာလေးပြောသွားခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာကတော့လက်ရှိနီးပြချုပ်ဦးကျော်တော်ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ MNL League ဘလောက်ကိုစုကူးနိုင်မှုရည်မှန်းထားကြောင်းနဲ့ပြိသက်တွေလိုချင်နေတဲ့စုဖလားတွေထပ်မံရယူပေးသွားခြင်းကြောင့်အခုလိုမျိုးတုံးသက်ပြောဆိုပေးသွားခဲ့တာပဲဖြစ်ပါတယ်